အားလုံးပဲမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုပါရစေ။ကျွန်မကတော့အေးတင်စားပါ။ဒီကနေ့မေလတရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ယနေ့ကနေဆင်ရမယ့်သတင်းတွေကတော့မကွေးတိုင်းရဖဲမြို့နယ်လုံချုံရေးယူထားတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုချင်းကပွေရဲ့တပ်ဖွဲ့အရှူ CDF အရှူကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားကိုဝေးချင်းပြီးတိုက်ဆုံခဲ့ပါရစေ။ချင်းမကွေးနယ်ဆက်ရော ဒေတာဆုံးမြို့နေမှာအကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဂလိငေတအူအပါအဝင် အမျိုးသမီးလေးဦးတည်ဆုံးခဲ့ပါတယ်။စစ်ကောင်စီကဂျပပြုတ်ဖို့စီစဉ်နေတဲ့အထွေထွေရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ဖို့ဇုံပြီးအမျိုးသားပါတီအမည်ဖြင့်ပါတီတီထောင်ခွင့်ရှောက်ထားကြတဲ့တဲ့တွေနဲ့တူအခြားစိတ်ဝင်စားစရာနောက်ဆုံးရတဲ့တဲ့တွေတင်ဆက်ပေးဖို့ရှိပါတယ်။ မကွေးတိုင်းကဖေးမြို့နယ်ပစီရွာတက်စခန်းကနေလုံချိုရေးယူရန်ထွက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုချင်းကောက်ကိုရဲတပ်ဖွဲ့အရှု CTF အရှုကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သားကိုဦးပွေချင်းပြီးတေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့သိရပါတယ်။လက်ရေကတက်စခန်းမကျစေရတဲ့အတွက်ပစီချေရွာကနေပုံကြီးကျောင်းမှာတက်ဆွေထားတဲ့ကပ္ပဆ73ကအင်အား20ခန့်ရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဟာ ကလန်းလုံချုံရေးဆောင်ရွက်ရန်ရောက်လာစဉ်မှာ April 30ရက်နေ့မနက်ပိုင်း8နာရီမှာတိုက်ခိုက်ခဲ့တာလို့ CDF အရှုကယနေ့ထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဘက်ကကုဦးပွေးချင်းပြည်တေဆုံးပြီး MA မျိုးစားလက်နက်ငယ်6လက်ကြီးပေါက်နဲ့ခဲယမ်းတချို့လည်းတင်စီရမိခဲ့တယ်လို့သိရပါတယ်။ရဖေးမြို့နယ်ပစီချေရွာပုံကြီးကျောင်းမှာတမ99ကပ္ပဆာနှင့်မြင်းဆောင်10မြင်းဆောင်73မြင်းဆောင်74ကအင်းအား 130ခန်းတက်ဆွေးလျက်ရှိပြီးဂျေးရွာနေအိမ်တွေထဲကပြည်သူပိုင်းပစ္စည်းတွေကိုလည်းထုတ်ယူရောင်းချမှုတွေပြုလုပ်နေတယ်လို့ CDF အရှုံးကဆိုပါတယ်။ချင်းမကွေးနယ်ဆက်ရောဒေတာစောမြို့နယ်အညာတကင်ကျေးရွာကိုအကြံဖက်စစ်ကောင်စီကယနေ့မနက်ပိုင်းမှာလေကြောင်းတိုက်ခတ်မှုပြုလုပ်သွားပြီးကလေးငယ်တအုပ်အပါအဝင်အမျိုးသမီးလေးဦးတေဆုံးခဲ့တယ်လို့သိရပါတယ်။ ယနေ့ဝေလာတရရနေ့မနက်ပိုင်းစီနာရီခွဲတော့မှာတဒါဦးလီတက်ကနေတက်လာတဲ့တိုက်လေရင်တစီဟာတိုက်ပွဲဖြွားခြင်းမရှိပဲအင်ညာတကင်ကျေးရွာစာတင်ကြောင်းအနည်းကိုပေါင်း150ရှိတဲ့ပုံနှလုံးချေချခဲ့တယ်လို့သိရပါတယ်။ဘုံချတိုက်ခိုက်မှုကြောင့်အသက်၈နှစ်အရွယ်မခွန်းဆတ်ချူအသက်65နှစ်အရွယ်ဒေါ်မကြည်လေးအသက်52နှစ်အရွယ်ဒေါ်တင်တင်ခိုင်နဲ့အသက်38နှစ်အရွယ်ဒေါ်ပြတာတို့တေဆုံးခဲ့ရတယ်လို့ရောဒေတာအခြေဆိုင် ရောအလင်းနဲ့ကပေါ်ပြပါတယ်။ဓာပြေနောက်ချက်ကလေးငယ်နှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိပြီးကျေးရွာစာတင်ကြောင်းအပါအဝင် နေအိမ်၅လုံးခန့်ထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဟာချင်းပြည်တိုင်းပိုင်းဒေသမင်းတပ်ကံပလက်မြို့နယ်တွေကိုလေကြောင်းတိုက်ခိုက်မှုများခက်စိတ်စိတ်ပြုလုပ်နေတယ်လို့ချင်းမကွေးအဆက်မှရှိတဲ့ရောနယ်ဒေသတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုများ မကြက်ခဏပြုတ်လို့နေတာကြောင့်ဒေတာခံပြည်သူလေးချောင်းရန်တတိပြုတ်နေထိုင်ကြဖို့တွန်းလှန်ရေးအင်အားစုတွေကထုံးဆောင်ထားပါတယ်။စစ်ကောင်စီကခြေပပြုတ်လို့စီစဉ်နေတဲ့အထွေထွေရွေးကောက်ပွဲမှာဝရောက်ရှင်ပြန်ဖို့ဇုံပြီးအမျိုးသားပါတီဇုံပြီး National Party အမည်ဖြင့်စစ်ကောင်စီထံပါတီတီထောင်ခွင့်လျှောက်ထားကြတယ်လို့သိရပါတယ်။ နိုင်ငံရေးပါတီများဖော်ပြတင်ခြင်းဥပဒေပုံမှန်သုံးအရပါတီတီထောင်ခွင့်ကိုစစ်ကောင်စီရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံဧပြီလ30ရက်နေ့ကရှင်းထားဖြစ်တယ်လို့စစ်ကောင်စီအဝေါ်မြန်မာအင်းစာမှဖော်ပြပါတယ်။ယနေ့ချိန်ထိနိုင်ငံရေးပါတီများဖော်ပြတင်ခြင်းဥပဒေပုံမှန်သုံးအရပါတီတီထောင်ခွင့်ရှင်းထားတဲ့ပါတီ24ပါတီရှိပြီးနိုင်ငံရေးပါတီများဖော်ပြတင်ခြင်းဥပဒေပုံမှန်25 နိုင်ငံရေးပါရဆက်လက်တည်ထောင်ခွင့်နဲ့ပပွန်တင်ခွင့်လျှောက်ထားတဲ့ပါတီ90စုစုပေါင်း84ပါတီရှိပြီလို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်မှာတော့စစ်ကောင်စီထံပါတီတည်ထောင်ခွင့်လျှောက်ထားတဲ့ပါတီကတော့ချင်းပြည်သူပါတီ၊ချင်းပြည်သစ်ကွန်ဂရက်ပါတီနဲ့ဇုံမီအမျိုးသားပါတီတို့ဖြစ်ပါတယ်။အဲ့ဒီထဲမှာချင်းပြည်သူပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကိုရွေးကောက်ပွဲကော်မရှင်က2024ခုနှစ်မေလ14ရက်နေ့ကညှင်းပယ်ခဲ့ပါတယ်။ ချင်းပြည်နယ်ကဝါရင့်နိုင်ငံရေးပါတီတခုဖြစ်တဲ့ဇုံမီဒီမိုကရေစီအဖွဲ့ချုပ် ZCD ကလည်းပါတီဆက်လက်ရည်တည်ရန်စစ်ကောင်စီလျှောက်ထားခဲ့ပေမဲ့ရွေးကောက်ပွဲကော်မရှင်က2024ခုနှစ်အောက်တိုဘာ5ရက်နေ့ကရင်းပယ်ခဲ့ပါတယ်။လက်ရှိနေထားမှာတော့ချင်းပြည်နယ်မှာပလောဝမြို့အခြေစိုက်ခူမီအမျိုးသားပါတီတခုသာဒီစေးနိုင်ငံရေးပါတီအဖြစ်ရှိနေတာဖြစ်ပါတယ်။ စစ်ကောင်စီတပ်ရဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်မြန်မာနိုင်ငံတော်ဝန်ဧပြီလအတွင်းအရက်သားပြည်သူ66ရောက်တေဆုံးခဲ့တယ်လို့နိုင်ငံရေးကျင်းသားများကုညီဆောင်ဆောင်ရဲ့အသင်း AAPP ကမနေ့ကနေ့ပိုင်းမှာထုတ်ပြန်ပါတယ်။ဧပြီလတရက်ကနေ30ရက်ထိနိုင်ငံတော်ဝန်အကြမ်းဖက်စစ်ကောင်စီကြောင့်အမျိုးသမီး48ရောက်နဲ့အမျိုးသား48ရောက်စုစုပေါင်း66ဦးတေဆုံးခဲ့တာကိုနာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ AAPP ကဆိုပါတယ်။ တေဆုံးသူတွေထဲမှာအသက်၈နှစ်အောက်ကလေးငယ်၂၁ယောက်ပါဝင်တယ်လို့82ယောက်ကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်တေဆုံးခဲ့တယ်လို့သိရပါတယ်တေဆုံးသူတွေထဲမှာစကိုင်းတိုင်းက38ယောက်နဲ့တေဆုံးမှုအများဆုံးဒေသဖြစ်ပြီးမန္တလေးတိုင်းက12ယောက်နဲ့တေဆုံးမှုဒုတိယအများဆုံးဒေသဖြစ်တယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်ကဆိုထားပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီလတရက်မတရားစစ်အာဏာသိမ်းချိန်ကစလို့ဧပြီလ30ရက်ဒီနေ့ထိပြီးဥတိုလာရေးကာလအတွင်းအကြက်ဖက်စစ်ကောင်စီနဲ့သူ့ရဲ့နှစ်ပါးစီတွေကြောင့်တည်ဆုံခဲ့ရတဲ့ဒီမိုကရေစီအရေးလှုပ်ရှားသူတွေနဲ့အယက်သားပြည်သူစုစုပေါင်း6589ရောက်ရှိပြီလို့ AAPP ကထုတ်ပြန်ထားပါတယ်။ စ်ကောင်စီကအာဏာသိမ်းခဲ့တဲ့၄နှစ်ကျော်ကာလတွင်မှာကရင်ပြည်နယ်နဲ့ကယန်းဒေသအရက်သားပြည်သူ942ယောက်တိစုံခဲ့ရတယ်လို့ထုတ်တဲ့သောကရင်ပြည်အင်အားစုကမေလာတရက်မှာထုတ်ပြန်ထားပါတယ်။ 2021ခုနှစ်ကနေ2025ခုနှစ်ဧပြီလ30ရက်နေ့အရတပြည်သူ965ရောင်းနဲ့စစ်ပေးဆောင်ပြည်သူတရား89ရောင်းစုပေါင်း942ရောင်းတည်ဆုံခဲ့ရတယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။စစ်ကောင်စီကလည်းအကြောင်းကနေတိုက်ခိုက်မှုပေါင်း1884ကြိမ်အထိပြုလုပ်ခဲ့ပြီးနေအိမ်3000ကျော်ဘာသာရေးဆောင်59ခုစာသင်ကျောင်း29ကျောင်း ဈေးရုံစေခန်း19ခုထိခိုက်ပျက်စီးခဲ့တယ်လို့မတရားဖန်ဆီးခံရသူ160ကျော်ရှိခဲ့တယ်လို့ဆိုထားပါတယ်။ကရင်နေပြည်နယ်နဲ့မှာတက်ကွေးပေါင်း1323ကျင်းဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဖက်ကအယောက်1960သေဆုံးကာတက်ကွေးအတွင်းတိုက်လေရင်3စီးပျက်စီးတဲ့အပြင်စစ်ကောင်စီရင်68စီးပျက်စီးခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်ကောင်စီတပ်ကိုတော်လှန်တိုက်ခိုက်နေတဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နဲ့ ဒေါ်လာရေးတပွေဝင်940တဲ့ကျဆုပ်ခဲ့တယ်လို့ဆိုထားပါတယ်။ပကူရိုင်းတောင်ဝမြို့ကကျန်းဖက်စစ်ကောင်စီရဲ့ဂေတုမတီလေးတပ်စခန်းကိုတရက်ခွန်မမရှော့တိုက်တုံးနဲ့မင်းကမြောက်ပိုင်းကပိတ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar BWM တာဝန်ရှိသူတို့ကပြောပါရယ်။ April 30ရက်နေ့ည9:35မိနစ်ခန့်မှာတောင်ဝဂေတုမတီလေးတပ်စခန်းကိုတရက်ခွန်မမရှော့တိုက်တုံး6လုံးဖြင့်ပိတ်ခတ်တိုက်ခိုက်ခဲ့ရာရှော့တိုက်တုံး6လုံးဆက်လုံး အောင်မြင်စွာပိတ်ခတ်တက်ခိုက်နိုင်ခဲ့တယ်လို့ဆိုထားပါတယ်။အဆိုပါတက်ခိုက်မှုအတွင်း short တိုက်တုံးတွေဟာ data အတွင်းကြားရောက်ပေါက်ခွဲခဲ့ပြီးထိခိုက်မှုအခြေအနေကိုတော့ဆက်လက်ဆုံးဆန်းနေစေဖြစ်တယ်လို့ဆိုထားပါတယ်။စစ်ကောင်စီရဲ့တောင်ငူလေးတက်စခန်းဟာကရင်ပြည်နယ်၊ကရင်မြည်ပြည်နယ်၊ရှမ်းတောင်နယ်ပဲခူးအစရှိတဲ့တောင်ပိုင်းတွန်းဟာရေးအင်အားစုတွေနဲ့ပြည်သူတို့ကိုလေကြောင်းအသုံးပြုပြီးနေ့စဉ်မပြတ်ပုံကျတိုက်ခိုက်နေတဲ့အဓိကလေးတက်စခန်းဌာနချုပ်တစ်ခုဖြစ်ပါတယ်။ BWM နဲ့မဟာမိတ်အခွေတွေဟာဧပြီလ30ရက်နေ့နန္ဒအစိုးပိုင်းကလည်းတောင်မြို့ကစစ်ကောင်စီရဲ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပ်ပခကိုရှော့တိုက်တုံးရှစ်လုံးနဲ့ပိတ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်24နာရီအတွင်းတောင်ဝိုလီတပ်စခန်းကိုဆက်လက်ပိတ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။နယ်ရီတန်းကြောင့်ပြစီခဲ့တဲ့နေပြည်တော်အင်လာလီတက်စခန်းကိုပြန်လည်ပြင်ဆင်နေချိန်မှာစစ်ကောင်စီကတောင်မူလီတက်စခန်းကိုပို့ဖို့အသုံးပြုနေတဲ့အတွက်ဒေတက်နေနေရေးမစ်ရှင်အဖြစ် BW Ambition 36ကိုပို့ဆောင်ခဲ့တာလို့ဆိုပါတယ်။ဒီပိခတ်တိုက်ခိုက်မှုကို Brave Warriors for Myanmar BWM ရဲ့ဦးဆောင်မှုနဲ့ Mountain Nine Civilian Defense Force MKCDF NT Group the People's Liberation Force ACPLF တန်တာမြောက်ပိုင်းအထူးဒေသဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။